့ဒီဆိုင်လေးอ่ะဗောနော် antigen space ကပုံမှန် coffee ဆိုင်တစ်ခုထက်အဲပိုတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်တခြား ကော်ဖီဆိုင်တွေမှာရသလို coffee and dessert တွေရတဲ့အပြင်ကိုမှနောက်ထပ်ထူးခြားစွာရှိတဲ့အရာကညီမတို့ရဲ့ဒီ DIY activities လို့ခေါ်တဲ့ corner လေးပဲဖြစ်ပါတယ်။အဲညီမတို့ဒီမှာဆိုလို့ရှိရင် DIY menu တွေဖြစ်တဲ့ဒီ oboe ဆေးချဲ၊ tissue tea ဆေးချဲ၊ရက်တောင်ဆေးချဲအခုနောက်ပိုင်းမှာဆိုလို့ရှိရင်နုစီဘူးအာ pampling စတဲ့ recycle upcycle ဖြစ်စည်းတွေကိုပါပေါ့နော် DIY activity တစ်ခုအနေနဲ့လုပ်လို့ရတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။ လုံးဖြစ်သွားတာကတော့ညီမကဒီကိုဗစ်နောက်ပိုင်းမှာပေါ့နော်အဓိကအာလူတွေကဒီစိတ်ဖိစီးမှုပြဿနာကြီးရင်ဆိုင်နေရတယ်ကိုကိုရိုင်းလည်းညီမကိုရိုင်းလည်းအဲ့ဒီအခက်ခဲတွေကအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော်တခြားပြဿနာအခက်ခဲတွေရောဒီလူငယ်ပိုင်းဆိုင်ရာမှာဆိုလဲလမ်းပြမှုတွေရောအများကြီးရင်ဆိုင်ရတယ်အဲ့တော့ညီမကိုစဉ်းစားရဲအငါဘယ်လိုမျိုးဒီအခြေအနေတွေကိုဘောက်ကိုတယောက်တည်းအမြင်နဲ့ပေါ့နော်ငါဘယ်လိုမျိုးဒီအခြေအနေတွေကို overcome လုပ်မလဲဆိုတော့ညီမကလက်မှုလုပ်ငန်းလုပ်ရတာဝါသနာပါတယ်အဓိကညီမကိုရိုင်းက florist ရောက်ဖြစ်တဲ့အတွက်ညီမပန်းနေထိုးဖြစ်တယ်ပန်းစီစီဖြစ်တယ်ပေါ့နော်ပြီးတော့စာအုပ်တွေ ်ဖက်ပြီးတော့အာညီမ အဲ့ဒီအချိန်မှာသိတဲ့အရာတခုကဒီလက်မှုလုပ်ငန်းနဲ့ဒီအမှုပညာနဲ့ပတ်သက်တဲ့အရာတွေကစိတ်ပိုင်းဆိုင်ရာပုံမှုကောင်းမွန်စေတယ်ပေါ့နော်အဲ့ဒီအချက်ကိုလည်းညီမတို့သဘောပေါက်ပြီးတော့ညီမနဲ့အတူနောက်ထပ်အဲအကိုတယောက်နဲ့ညီမတို့တိုင်ပင်ပြီးတော့အဒီနေရာလေးကစပြီးတော့ဆက်ဆာခြင်းမှာတော့ဒီအချိန်တော့နော်ညီမတို့တိုင်မဲ့ပေါ့ပေါ့ပါလုံးကြည့်မယ်ဆိုတော့အဲရွယ်ချက်လေးနဲ့စခဲ့တဲ့နေရာလေးပေါ့နော်အခုပုံမှန်ပေါ့နော်ဆိုင်မာရဲ့ဒီ coffee ဒီ desert အပိုင်းအပြင်မှာဒီ DIY activities ကတော့အများနဲ့ daily ရနေတဲ့ activities ပေါ့နော်အများနဲ့ menu တစ်ခု အနေနဲ့ညီမတို့ရရတယ်။အဲပုံမှန်စနေတနင်္ဂနွေနေ့လိုရက်မျိုးမှာဆိုလို့ရှိရင်စနေနေ့ဆိုလို့ရှိရင်လည်းသက်ဆိုင်ရာနယ်ပယ်ကဒီလူငယ်ပိုင်းကျွမ်းကျင်ရာပိုင်းနေနဲ့ပတ်သက်ပြီးတော့ talk show လေးတွေလုပ်တာဖြစ်ဖြစ် Sunday မှာဆိုလို့ရှိရင်လည်းဒီ activities အပိုင်းကိုမှာပေါ့နော်ဒီ artist တွေဒီ pipe cleaner ကျွမ်းကျင်တဲ့ artist တွေဒီနောက်ပိုင်းပေါ့နော်ဒီ crochet ကျွမ်းကျင်တဲ့ artist တွေနဲ့ collab လုပ်ပြီးတော့ညီမတို့ activities လေးတွေလုပ်ဖို့လည်းရှိရဲအဲ့ဒါလေးကလည်းအများဆုံးကြာချိန်မှာ3နာရီ4နာရီလောက်ပဲကြာမှာဖြစ်ပြီးတော့ပေါ့နော်တကယ်လာ join တဲ့အခါမှာလည်းအဲ့ဒီပညာရဲ့တစ်ခုခုကိုလည်းတည်တည်ချာချာနားလဲသဘောပေါက်သွားလို့ရရ ဲ့ session မျိုးလေးပါညီမတို့ထည့်လာနိုင်တယ်။နောက်ပြီးတော့တခြားသော activities အနေနဲ့ကတော့ဗောနော်ဒီလူငယ်အခြေပြုအဖွဲ့အစည်းတွေ organization တွေပူးပေါင်းပြီးတော့ညီမတို့ conversation club တွေကိုညီမတို့ဆိုင်မှာလာလို့ဖြစ်တယ်ဗောနော်ညီမတို့က venue ပေးပြီးတော့သူတို့လာလို့တယ်။အဲ့တော့ဘာဖြစ်ဖြစ်ဆိုင်မှာ activities လေးတွေကတော့မပြတ်သွားဘူးဆိုတဲ့အနေနဲ့ဗောနော်ညီမတို့နောက်ပိုင်းမှာ run ဖြစ်တဲ့သဘောမျိုးလေးတွေတော့ဖြစ်သွားပါရဲ့ရှင်။ဟုတ် အာဟုတ်ကဲ့အခုဆိုင်မှာလက်ရှိဆိုရင်ညီမတို့ဒီတုံးနေတဲ့ခွက်တေပေါ့နော်ခွက်တေတို့ဒီအပေါ်မှာတုံးထားတဲ့မီလေးဆိုလို့ရှိရင်ဒီဖန်ပလင်းတွေကိုဖြတ်ပြီးတော့ပြန်တုံးထားတဲ့အရာလေးတွေပြီးတော့ညီမတို့ဆိုင်ကဒီဆက်စားကြဒီ coffee နဲ့စခဲ့တယ်ပေါ့နော် DIY ကိုမှ coffee ရေလဲညီမတို့အရာအောင်လုပ်ထားတာဖြစ်တော့အများနဲ့နိုးစင်နိုးစင်ကတုံးနေရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေ waste ဖြစ်တဲ့အခါလွတ်ပြစ်နေရတာဓာတ်စာရေငါတို့တွေတခုခုလေးပြတ်တုံးလို့ရတာဘာရှိမလဲဆိုပြီးတော့ညီမတို့ဒါလေးတွေကိုပြန်ပြီးတော့ဆေးချေတာတို့ decorate လုပ်တာလို့လုပ်ပြီးတော့ tissue box လေးတွေဒီနောက်ပိုင်းမှာပေါ့နော် DIY IHS အနေနဲ့ဥမာညီမတို့ထည့်သွင်းလာနိုင်တယ်အဲပြီးတော့တခြားဒီလူငယ်အဖွဲ့အစည်းလေးတွေနဲ့ပေါင်းပြီးတော့လည်း campaign လေးတွေလုပ်တာတို့ artist တွေနဲ့ပူးပေါင်းပြီးတော့ဗားလေးညီမတို့ပြန်သုံးလို့ရပြီးတော့ပြန်လုပ်လို့ရမယ်ဆိုတဲ့ campaign activity လေးတွေပါဆက်ပြီးတော့လုပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲရှေ့ဆက်ပြီးတော့လည်းအဲနောက်ထပ်အဲဒီပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအများကြီးတိုးချဲ့သွားဖို့လည်းရှိပါရဲ့ရှင်အမျိုးသမီးတွေနဲ့ညီမကတော့ဒီ florist တယောက်ဖြစ်တယ်ပေါ့နော်ညီမတို့ဒီဆိုင်လေးကိုစခဲ့တာလုံးဝ basic step ကနေပဲညီမတို့စခဲ့တာဟိုလိုမျိုးကြီးဆိုင်ဖွင့်မယ်ဆိုပြီးတော့ညီမတို့အများကြီးအမောင်ရ င်ပြီးတော့လှုပ်ခဲ့တဲ့အရာလည်းမဟုတ်ဘူးတသေးလေးကနေစပြီးလှုပ်ဖြစ်ခဲ့တာဆိုတော့ကိုယ်တိုင်လည်း step by step သွားခဲ့တယ်အဲအဲ့တော့ကြောင့်မို့ညီမအခုလက်ရှိမှာပန်းနဲ့ပတ်သက်ပြီးတော့ဗောနော်တင်တန်းနေအများကြီးလည်းပေးပစ်နေတယ်တလမှာတင်တန်း၃ခုညီမဖွင့်ပေးတယ်ဗောနော်အဲ့အချိန်မှာလည်းထပ်ပြီးတော့သွားမဲ့အရာကဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးအတ္တမုံဝန်းချောင်းပညာရဲ့တစ်ခုဗောနော်ပန်းပညာရဲ့ဆိုတာကလည်းအတ္တမုံဝန်းချောင်းပညာဆိုတော့သူတို့တကယ်အသုံးချလို့ရတယ် trees ကိုလည်းညီမတို့ကဟိုပုံမှန် face tag ကိုညီမတို့ချိန်ပြီးတော့ထထားပေးတယ်အဲအဲ့အတွက်ကြောင့်မို့တဒတ်တအားဖြင့်ငါတို့ဘာပေးနိုင်မလဲဆိုတော့ရွေရွေချက်နဲ့ညီမတို့ဒီ တင်တန်းပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအဓိကတော့ empowerment လုပ်ပေးတဲ့ဘိုင်းပေါ့နော်အခုလက်ရှိကိုကိုတိုင်းလည်းဒီအမျိုးသမီး networking ပွဲတွေအဲကိုထက်ကျွမ်းကျင်တဲ့အဲ organization တွေစီကနေပြီးတော့တင်တန်းတွေသွားတက်ပြီးတော့လည်းကိုကပြန်လဲတင်ယူတယ်တင်ယူပြီးတော့ကိုလုပ်ငန်းမှာရှိတဲ့ညီမလေးတွေကိုပဲဖြစ်ဖြစ်ဆက်လက်သွားမဲ့ program တွေမှာအသုံးချနိုင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်ညီမတို့အများကြီးအဲရှေ့ဆက်ဖို့ရလည်းရှိပါသေးတယ်ရှင်ဟုတ် vocation နဲ့ပတ်သက်ပြီးတော့အခုလက်ရှိကတော့ညီမတို့က floral ကတော့အမြဲတမ်းဒီမှာကတော့ training ရှိရပေါ့နော်တမွေးအကြောင်းပညာတွေတခုရှိရပြီးတော့ညီမတို့စီမှာ bakery ဘိုင်းပေါ့နော် bakery ဘိုင်းလည်းသွားဖို့ရှိရဘာလို့လဲဆိုတော့ site မှာ cake DIY ရရပေါ့နော်မွေးနေ့ cake ကိုမှဒီ DIY လုပ်တဲ့ဟာလေးကိုပါညီမတို့ထည့်သွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ပြီးတော့ဒီ site မှာလက်ရှိရှိနေတဲ့ညီမလေးတွေဆိုတာကလည်းအကြောင်း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 မပြည့်ရညီမလေးတွေရှိရအကြောင်းတက်နေစေပေါ့နော်ဒီ18 19ညီမလေးတွေရှိရဆိုတော့သူတို့တီလည်း vocation နဲ့ပတ်သက်ပြီးတော့ပေါ့နော်ညီမတို့ဒီမှာ site မှာဆက်ဆဝင်ခြင်းတော့အဲ့လောက်ကြီးမကျွမ်းကျင်သေးဘူးပြီးတော့ ညီမတို့ကနေတစ်စစ်တင်နန်းလေးတွေတက်တာသူတို့ပါသူတို့လေးလာခြင်းအဖြစ်လဲညီမတို့တတတာ supporting လုပ်ပြီးတော့အခုဆိုရင်အိတ်ပိုင်းနဲ့ပတ်သက်ပြီးဆိုရင်သူတို့ကြညံ့ညင်နေတက်သွားပြီးသူတို့ကိုယ်တိုင်ကလာမှာပေါ့နော်ပြန်ပြီးတော့ဒီတင်တင်နန်းပေးလို့ရတဲ့အနေအထားတစ်ခု ठी ကိုညီမတို့ရောက်ရှိလာပြီးဆိုတော့ညီမနောက်ပိုင်းကိတ်နဲ့ပတ်သက်ပြီးတော့လဲ vocation နဲ့ပိုင်းသွားဖို့ရှိရဲပြီးတော့သက်ဆိုင်ရာမော်နော်ကျန်းကျေရာဒီဆရာမတွေနဲ့ပူးပေါင်းပြီးတော့လဲ vocational training လေးတွေလဲ supporting ပေးသွားဖို့အစီအစဉ်လေးတွေလည်းရှိပါရဲ့ရှင်ဟုတ်ကဲ့အခုလက်ရှိမှာဆိုရင်ရှိရဲ့ရှင်အာတင်နန်း join ပြီးတဲ့အချိန်မှာပေါ့နော်အဓိကကတော့ကိုယ့်ရဲ့ တိုက်တဲ့ space ကကြတော့ DIY Access Day Dessert Cafe အနေနဲ့တွားတာပေါ့နော်။အဲ့ဒီဆိုင်မှာအဲတင်နန်းဖွင့်တာကတော့ညီမရဲ့ဒီနောက်ထပ် page နာမည်အစ်တစ်ခုနဲ့ညီမတင်နန်းဖွင့်လိုက်တဲ့သဘောပေါ့။အဲ့တော့ဒီနေရာမှာပဲညီမနေရာပြန်ငှားပြီးညီမတင်နန်းပေးတဲ့ပုံစံအနေနဲ့တွားတာဆိုတော့ဒီပန်ဖက်ကနေပြီးတော့အခုလက်ရှိလုပ်ငန်းဝင်ဝင်နေရာကဒီလက်ရှိဆိုင်မှာလုပ်နေတဲ့ညီမလေးတယောက်ဆိုလဲတင်နန်းသူအနေနဲ့ပြန်ပြီးတော့လက်ရှိလုပ်ကင်နေတယ်။အဲ့လိုပဲနေရညီမလေးလာတက်တယ်။အမလေးလာတက်ပြီးတော့နေမှာဆိုရင်ဆိုင်လေးတွေဖွင့်တဲ့သူတွေလည်းရှိတယ်။အခုရန်ကုန်မှာဆိုလဲသူတို့ဘာသူတို့ပေါ့နော်။အိမ်မှာတနိုင်တစ်ပိုင် own business စတဲ့ ညီမလေးတွေလည်းရှိရဲအဲ့တော့ဒီပန်းမမဟုတ်ပါဘူးတခြားသိချင်တဲ့အပိုင်းဒီဆိုင်နဲ့ပတ်သက်ပြီးသိချင်တဲ့အပိုင်း sharing လုပ်ပြရမယ်ဆိုရင်လည်းညီမတို့နောက်မှ sharing session လေးတွေညီမကိုယ်တိုင်လည်းသွားနေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလေးတွေလည်းပေးဖို့အလေးလေးလည်းရှိပါတယ်။ဆားခဲ့တဲ့အချိန်ကတော့အခက်ခဲရတော့ပြောရင်တော့အများကြီးပေါ့ဟိုဘာလို့လဲဆိုတော့ကိုကိုယ်တိုင်ကလည်းလူငယ်တယောက်လည်းဖြစ်တယ်ပြီးတော့ budget အားဖြင့်လည်းညီမတို့ဒါတကယ်ဟိုလိုအများကြီးအမောက်ငွေအမောက်အများကြီးနဲ့ဆားခဲ့တဲ့နေရာလေးမဟုတ်ဘူး။အဲ့ဒီအချိန်မှာညီမမှာ emotional ဘိုင်းဆိုင်ရာပြဿနာလေးရှိခဲ့တယ်။အဲ့တော့ညီမအဲ့အချိန်မှာအဲ့ဒီအခြေအနေကနေပြီးတော့ပေါ့နော်ငါဘယ် 罗，变没哦。 အပြန်ပြီးတော့ငါကိုကိုကိုပြန်တီဆောက်မလဲဆိုပြီးတော့ရေရချက်ညီမကတီဆိုင်အောင်ဘာမှမဟုတ်ကဲဆိုင်ကန်းကိုငှားလိုက်တာဆိုင်ကန်းငှားပြီးတော့ဆိုင်ကန်းအလွတ်ထဲမှာပဲညီမရဲ့အခုလက်ရှိအဲ့ထဲရှိရညီမလေးတယောက်ရေပေါ့နော်နောက်ထပ်အဲ့စနပြောရဲ့အကိုရဲ့နဲ့တူတူပေါင်းပြီးညီမတို့ဒီဆေးတုတ်တာတွေနေရာဆက်ထက်ချတာတွေကိုကကိုလုတ်ခဲ့တယ်ဒီထိုင်ကုန်လေးတွေဆိုတာကလည်းညီမတို့ဆက်ဆက်ချင်းမှာအကုန်ဖြစ်နိုင်ခဲ့တဲ့အရာမဟုတ်ဘူးတဖြည်းဖြည်းချင်းနဲ့မှာဒီတလရောင်းတယ်ပြီးပြန်ထည့်တယ်ဒါလေးဆိုလေအဟောင်းဆိုင်ညီမတို့ပြန်ဝဲတယ် polish လုတ်တယ်အဲ့လိုနေနေပဲညီမတို့တစားတစားပစ္စည်းလေးတွေထည့်ပြီးတော့မှဒီတစ်နှစ်ကျော်ကာလမှာ ဒီ untitled space ဆိုပြီးအခုလူငယ်ကြားထဲမှာတည်လာတဲ့အခြေအနေတစ်ခုရဲ့သက်ဆိုင်ရာ community က support ပေးမှုရဲ့အကြောင်းပေါ့နော်။ဆိုင်လေးကဒီအခြေအနေထိရပ်တည်လာနိုင်ခဲ့ရလို့ထင်ပါတယ်။အဓိက iron craft လုပ်နေတဲ့အမျိုးသမီးရယ်ပေါ့နော်။ညီမဆိုလို့ရှိရင်လည်းဒါလုံးဝဟို business woman အနေနဲ့ရပ်တည်နေတာမဟုတ်ဘဲね florist တစ်ယောက်ဖြစ်တယ်။ florist တစ်ယောက်အနေနဲ့မှဒီဆိုင်ကိုစခဲ့ရယ်ပေါ့နော်။ဘာလို့လဲဆိုတော့ညီမကိုယ်တိုင်က iron craft ကိုဝါသနာပါတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအနေထားနဲ့စခဲ့တာဖြစ်တော့အစချင်းတော့ကတော့ fancy အလုပ်ကပေါ့အလောက်ကြီးပတ်စံလည်းမရဘူး။ရရင်တော့မှဘာမှဆိုင်တစ်ခုဖွင့်ဖို့အနေနဲ့ဆို ခက်ခဲတယ်ပေါ့နော်အဲ့အနေမှာညီမဆိုလို့ရှိရင်လည်းဒီပုံမှန်ပန်းစည်းအလုပ်ကညီမကငါနှစ်တာတတန်ရှိပြီဆိုတော့ညီမကညီမလဲပက်နေပြီအဲ့ဒါအောင်ညီမပန်းဆိုင်လုံးဝမဖွင့်မဲနဲ့ဒီ space ကိုပေါ့နော်ဒီ community ဘိုင်းဆိုင်ရာ iron craft တွေပါတဲ့နေရာဆိုပြီးတော့ညီမကဖွင့်ခဲ့တာဆိုတော့ပို့ပြီးတော့အခက်ခဲရလူတွေအမြင်မှာပေါ့နော်နင်ပန်းမဲ့လောက်ပါလားနင်ပန်းကနင်ဟာနေလုံနေတဲ့အရာဖြစ်နေပြီပဲအိမ်ကလေးတစ်ခါလေးကြိုက်အိမ်ကလည်းပြောရပေါ့နော်ပန်းနဲ့ပတ်သက်ပြီးတော့ပဲလောက်ပါလားကိုကနမဲရှိနေပြီပဲလုံနိုင်နေပြီပဲဘာလို့ဆိုင်လုံနေရလဲဆိုတော့ကိုလိုလူငယ်တွေ ကိုလိုဒီ iron craft ကိုဝါသနာပါတဲ့သူတွေအတွက်ပေါ့နော်ညီမအဲ့လိုဟိုလောက်ပြနိုင်တယ်ဆိုတော့အရာလေးတစ်ခုကိုညီမသွားကျင်တယ်ပြီးတော့ဒီကိုကိုတိုင်းလည်း artist တယောက်ဖြစ်နေတယ်ပေါ့နော်ဖြစ်နေတဲ့အချိန်မှာအဲတခြားနေရာမှာတင်နန်းတွေညီမတို့သွားပြရတယ်သွားပြရတဲ့အခါမှာအဲ့လို collab လုပ်တာ ဖြစ်ဖြစ်သွားပြရတဲ့အခါမှာညီမတို့ဒီ artist တဲ့ယူတဲ့ face နဲ့ကိုကိုတိုင်းပြန်ယူတဲ့ face နဲ့ကွာဟာလေးရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ငါဒါဆိုင်ဖွင့်ခဲ့ငါအခုဒီမှာလောက်ဖြစ်တယ်ဆိုလို့ရှိရင်တကယ်လည်းလက်တွေ့ပြတဲ့ artist တွေလည်းမနစ်နာအောင်ဆိုပြီးတော့ artist တွေအခန်းခဏကလည်းအရေးကြီးရဆိုတော့အချက်တစ်ခုကိုလည်းမြင် င်မြင်တယ်ပေါ့နော်ဒီနယ်ပယ်ထဲမှာရှိတဲ့အမျိုးသမီးတွေဘယ်သူပဲလာလာဒီသူတို့ရဲ့ပြောတဲ့စကားအရာဒီနေရာလေးကသူတို့ရဲ့အိမ်တို့ခံစားရတယ်ခရိုရှေးထိုးတာဖြစ်ဖြစ်ပချီထိုင်ဆွဲတာပဲဖြစ်ဖြစ်ကော်ဖီမှာတောက်လဲရတယ်ဒီလာလို့ရှိရင်သူတို့အတွက်စိတ်လေးတစ်ခုခွန်အားရတယ်အိမ်လိုသဘောရတယ်ဆိုတာညီမတို့အတွက်အဲ့ feedback လေးပြန်ကြရတယ်ဟိုအားတစ်ခုဖြစ်တယ်အဲ့တော့အဲ့လိုလူငယ်တွေဝါသနာပါတဲ့သူတွေ iron craft ကိုတကယ်တမ်းသဘောကျတဲ့သူတွေအတွက်တော့ညီမကတက်နိုင်သလောက်တော့နောက်ပိုင်းမှာဒီထက်ပိုကောင်းတဲ့အစီအစဉ်တွေ activities တွေအများကြီးထည့်ထွင်နိုင်ဖို့လည်းအများကြီးစူးစမ်းနေပါတယ် ယ်အိမ်ကအများကြီးတော့တိုက်ခတ်တော့မလုပ်ခဲ့အောင်အိမ်ကဘယ်လိုပြောလဲစိတ်တိုင်းဆိုင်ရာအများကြီး supporting ပေးရပေါ့နော်အိမ်ကမိသားစုကတခုပဲတခါလေးကြာရင်ညီမအရန်ပစ်မန်းတာကိုသူတို့မြင်တယ်အဲမြင်တဲ့အခါကျတော့ဟိုမလုပ်စီချင်ဘူးပေါ့နော်ပန်းနဲ့ကိုရနေတယ်ဒီတင်နန်းကိုဦးစားပေးပြီးတော့သွားရယ်ဒီ floor trainer တယောက်အနေနဲ့ပဲသွားပြေးကိုတိတ်မပင်မန်းဝင်ငွေလမ်းကြောင်းတခုရလဲခိုင်မာနေရပေါ့နော်ညီမအခုကဒီဘက်ကရတဲ့ဝင်ငွေပမာဏဒီညီမတို့ကစိုင်ထဲကိုပြန်ထည့်ပြီးတော့ညီမတို့ကလဲပက်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမပင်မန်းတာကိုသူတို့မြင်တယ် ယ်အရင်တော့အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဒီခါလေးပြောပြတဲ့ဟာလေးပေါ့နော်အများကြီးတော့အတိုက်ခံမလို့ရပါဘူးအများကြီးစိတ်ပိုင်းဆိုင်ရာကော supporting အားရအများကြီးအင်အားအထောက်ပံ့နေရခဲ့ပါတယ်ဒီခါတလေတော့ပြောရတဲ့အပိုင်းလေးတွေတော့ရှိပေမဲ့ပေါ့နော်ဟုတ်ဆိုင်နေရာလေးကတော့48လမ်းအထက်ဘလောက်ဘူတထောင်မြို့နယ်မှာပါဆိုင်ဖွဲ့ချိန်ကတော့မနက်9:00ခွဲကနေညနေ9:00အထိဖွင့်ပါတယ်ရှင် activity တွေကတော့ဟုတ် weekly activities တွေအနေနဲ့ပေါ့နော်ဟိုဟိုလို vocational ဘိုင်းမဟုတ်ဘူးပေါ့ပေါ့ပပချွန်လို့ရတဲ့ activities အနေနဲ့ကတော့ညီမတို့ crochet ရှိမယ် pipe clean င်တာရှိမယ်အဲပြီးတော့နောက်ပိုင်းပေါ့နော်ဒီသက်ဆိုင်ရာ artist တွေနဲ့ပူးပေါင်းပြီးတော့ prefer cat တွေပါတီသွားဖို့ထိလဲညီမတို့ရှိတယ်အဲပြီးတော့လေးရှိရဒီပချီနဲ့ပသက်ပြီးတော့ပေါ့နော်ဒီ၃-၄နာရီအတွင်းမှာပဲပြသွားနိုင်တဲ့ဟာလေးတွေကိုလည်း artist တွေနဲ့အတူတူ timing ပြီးတော့ညီမတို့လုပ်ဖြစ်ဖို့အစီအစဉ်လေးရှိပါတယ်ဟုတ်ကဲ့